တရင်ညလာပြီနေ့ဟာတန်ဃာတော်နေနေပတ်သက်ပြီးတော့ယခုလိုအမတန်မှထူးခြားတဲ့အခါသမယလို့ဒီလိုပြောရမှာပါ။နောက်ဗုဒ္ဓမြတ်စွာရဲ့ဘဝနဲ့ပတ်သက်ပြီးတော့လည်းပဲတရင်ညလာပြီနေ့ဟာ နေတူးနေမြလို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်ခொနဝါမြောက်အချိန်ပိုင်းမှာတာဝရိဏနတ်ပြည်ကိုတည့်ပြီးတော့လေးနဲ့ခက်ခဲပြီး အလွန်တရာရှိလျားတဲ့အဘိဓမ္မာတရားရက်90ကြာအောင်ဟောပြောပြီးလူပြည်လူလောကကို ပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကြွလာပြီးနေ့ပဲဖြစ်ပါတယ်။ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့ခွန်တော်အမြောက်တာဝရိဏနတ်ပြည်ပင်လယ်ကတိပင်ကြီးအောက်မှာခင်းထားတဲ့ဣဆက်ညံ့ညောတဲ့ တရားမင်းကြီးထိုင်တဲ့ပန္ဓုကပလာကြောက်ရှာကြီးရဲ့ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်60ကြောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်။လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်60ကြောင် ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူး။ဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအမတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်60ကြာမြတ်တာဝရိန္ဒနတ်ပြည်မှာဟောဟောပြီးလို့ဒီကနေ့လိုသတင်းကြွလာပြီနေ့အခါသမယမှာ အဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန်းကန်းနာနာနဲ့စัจဇဝလာတိုက်တောင်းမှရှိကြတဲ့နတ်ဗြမအပေါင်းတွေခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလူပြည်ကိုစောင်းတန်းကြီးသုံးတွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအိမတံမထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ဗြမမင်းကြီးတို့ နတ်ပြမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြည်အပြန်မှလိုက်ပြီးတော့ပို့ကြတာတရားမင်းကြီးရဲ့တာဝရင်သာနတ်ပြည်ကစောင်းတန်းဦးကနေပြီးတော့လူပြည်လူလောကသင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့မြို့တကားအနီးမှာစောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေစောင်းတန်းငွေစောင်းတန်းဗရမ ्या စောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြတဲ့လေကားကြီး၃ဆင်းပေါ့ ဆောင်းနှန်းဒေဂါကြီး30မှာရသော်ဘုရားသခင်ကိုရောမြတ်အလဲဆောင်းနှန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွချီတယ်။ဝဲရကတရားမင်းတို့ပြမမင်းတို့နတ်တီပြမတွေကအလုံးစုံလိုက်ပါပြီးတော့ရသော်ဘုရားလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာ။အဲ့ဒီလူပြည်အပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါတယ်။လူပြည်မှာရှိကြတဲ့ ဘုရားမြတ်စွာဘုရားကြီးညိုကြတဲ့ဒကာတော်မတွေဘုရားမြတ်စွာရဲ့တပည့်တန်ဃာတွေအားလုံးဟာပရိသတ်အံ့ဩပနံအလွန်ကြီးမားတဲ့သူတွေကြီးမားလာတဲ့အလွန်မြောက်များစွာတန်းချီရှိတဲ့ပရိသတ်ကြီးဟာမြတ်စွာဘုရားကြွလာမဲ့ဆင်းသက်ရောက်ရှိလာမဲ့စောင်းတန်းခြေကနေပြီးသင်္ကတ္တနယ်တခွင် လူတွေအားလုံး ဟိုရာဇဂျိုတို့တာဝတိတို့ကစလူတွေအကုန်လုံးလာပြီးတော့မြတ်စွာဘုရားတာဝရိဏနတ်ပြည်ကဆင်းသက်မဲ့သင်္ကတကိုအလုံးလာရောက်ပြီးတော့စုစုယုံကမြတ်စွာဘုရားကိုလာရောက်ပြီးတော့ကြိုဆိုကြတာဒီကနေ့သတင်းကြလာပြီနေပဲအဲ့လိုကြိုဆိုကြတဲ့အချိန်မှာရှေ့ဆုံးကနေပြီးတော့မြတ်စွာဘုရားဆင်းကြွလာလို့စောင်းတန်းလေက နောက်ဆုံးအဆင့်ကို ရောက်တဲ့အခါကျတော့ ပထမဆုံးမြတ်စွာဘုရားကိုကျိုးစုံနှုတ်ဆက်ခွင့်ရတာတော့ရှင်သာရိပုတ္တရာဘုရားမြတ်စွာရဲ့အက္ကတာဝကပထမဆုံးတပည့်ကြီးပညာအရာမှာဣတရေအရာဖြင့်ယာတုပေးခံရတဲ့ရှင်သာရိပုတ္တရာမထေမြတ်ကမြတ်စွာဘုရားကိုပထမဆုံးကျိုးစုံခွင့်ရပါတယ်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားနဲ့တွေ့လင်တွေ့ချင်းနှုတ်ဆက်စကားဆိုတဲ့အခါမှာနမေဒိဋ္ဌောဣတောပုပ္ပေနတုတောဥဒ္ဒကတ္တစီ ဧဝံဝဂုကတောတတ္ထာတုတိတာခဏိမကတာတအံတော်ရှင်သာရိပုတ္တရာမထေရကအခုလိုနတ်ပြမပိဋကခြံရံပြီးတော့နတ်ပြေကနေလူပြေကိုခုလိုကြွလာတဲ့ဟာမျိုးကိုတပိတော်ကိုယ်တိုင်ဘယ်တော့မှလည်းမမြင်ဘူးဘုရားတဲ့ဘသူစီကမှလည်းတရင်မကြဘူးဘူးဆိုပြီးတော့အခုလိုကြွလာတာကိုယ်တိုင်မြင်လိုက်ရတော့အလုံးကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းရှင်သာရိပုတ္တရာမထေရမြတ်က ျိုးစုံနှုတ်ဆက်ရင်မြတ်စွာဘုရားကိုလျှောက်ကြခဲ့ပါတယ်။အဲဒီလိုခန်းခန်းနာနာနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်တာဝရိန္ဒနတ်ပြည်ကအဘိဓမ္မာဟောကြားပြီးတော့လူပြည်လူလောကကြွလာတဲ့နေ့ဟာယခုလိုသတင်းကြွလာပြီးနေ့ပဲဖြစ်ပါတယ်။ဒါကမြတ်စွာဘုရားဘဝနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အမှတ်အသားတစ်ခုပါ။တရားနဲ့ပတ်သက်ပြီးတော့မှတ်သားစရာကတော့ဒီကနေ့သတင်းကြွလာပြီးနေ့ကိုအဘိဓမ္မာနေ့မြတ်အခါ အပိဓမ္မာအခါတော်နေလို့တရားနဲ့ပတ်သက်လာလို့ရှိရင်လည်းဒီလိုသတ်မှတ်ထားကြပါရဲ့အပိဓမ္မာအခါတော်နေလို့ဆိုပေမဲ့အပိဓမ္မာတရားတော်ကိုစပြီးတော့ဟောတဲ့နေ့မဟုတ်ပါဘူးအပိဓမ္မာတရားတော်ရ90ကြာကာဝရိန္ဒနတ်ပြည်မှာဟောလို့ထိုနေ့မှာပဲအပိဓမ္မာတရားတော်တရားပွဲကြီးပြီးဆုံးတဲ့နေ့လို့ဒီလိုဆိုရမှာပါအပိဓမ္မာတရားဆိုတာအလုံးကို၄နှစ်တဲ့တရား ရုပ်တရားနံတရားတွေကိုပြည့်ပြည့်စုံစုံခွဲခြားရှင်းလင်းဟောကြားတဲ့တရားတုတ်တံမှာဟောထားတဲ့ရုဒ္ဓမနန္ဓမတွေအကြောင်းကတခါတရံပြည့်ပြည့်စုံစုံမဟုတ်ပါဘူး။နာယူတဲ့ပုဂ္ဂိုလ်ရဲ့လူအင်ဆန္ဒနဲ့ကိုက်ညီယုံမြတ်စွာဘုရားဟာတတ္တဝါတွေရဲ့အစ္ဆတရားနဲ့ကိုက်ညီယုံညှိပြီးတော့ဟောတာမျိုးဖြစ်ပါတယ်။အဘိဓမ္မာကျတော့ဒီလိုမဟုတ်ဘူး။လုံးဝပြည့်ပြည့်စုံစုံရုဒ္ဓတရားနံတရားတွေနဲ့ပတ်သက်ပြီးတော့လုံးဝ ချင်းချံမှုမရှိအောင်ဟောတာဖြစ်လို့ဒီအဘိဓမ္မာကိုအတိရိကဓမ္မာတဲ့အမြင့်ဆုံးအပြည့်ဆုံးဆုံးတရားလို့ဒီလိုဆိုတာပါနောက်တစ်ခုကအဘိဓမ္မာဆိုတာဝိသေသဓမ္မအမတန်ထူးခြားတဲ့တရားလို့ဘာဖြစ်လို့ထူးခြားတုံးလို့ဆိုလို့ရှိရင်သုတ်တန်တရားတွေဟောတဲ့အခါမှာမြတ်စွာဘုရားဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲဘယ်ကျင့်ကျင့်ရမလဲစိတ်ဘယ်လိုထားရမလဲစသဖြင့် ပုဂ္ဂိုလ်တွေကိုဆုံးမပြီးတော့တုံတင်ဟောကြားတဲ့တရားမျိုးတွေပါအပြီးတမှာကြတော့အဲ့ဒါမျိုးမဟုတ်ဘူးတဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုကြောင်းကျိုးဆက်နွယ်ပြီးတော့သစ္စာရာဆောင်ရွက်ဖွယ်ကိစ္စများကိုတဘာဝတရားတွေဟာသူတို့ရဲ့လောကီမှုတွေကိုဆက်သွယ်ပြီးလောကီဖြစ်ပေါ်နေတာတွေကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားတာဖြစ်ပါတယ်တဘာဝတရားတွေရဲ့အချင်းချင်းဆက်သွယ်ဖြစ်ပေါ်နေပုံကိုအကျဉ်းချံမရှိအောင်ဟောလို့ အမတန်ထူးခြားတဲ့တရားထူးခြားရုံနဲ့မကဘူးအဘိဓမ္မာဆိုတာအလွန်လေးနက်တယ်နက်နဲတယ်ခက်ခဲတယ်နက်နဲခက်ခဲရုံနဲ့မကဘူးတကဘာလုံးစัจ java လာကြီးတစ်ခုလုံးလောကမှာရှိသမျှတတ္တဝါအလုံးသက်ရှိသက်မဲ့အရာအလုံးကိုခြုံငုံပြီးတော့ဟောထားတဲ့တရားဖြစ်သည့်အတွက်ကြောင့်အမတန်မှလည်းနက်နဲတယ်တာမန်ပုဂ္ဂိုလ်တွေဟာအဘိဓမ္မာတရားကိုမြည်သူမှမဟောကြားနိုင်ပါဘူး ုရားမြတ်စွာရဲ့အရာသာလင်ဖြစ်ပါတယ်အဘိဓမ္မာတရားတော်မှာမြတ်စွာဘုရားဟာတကယ်ကိုအနှစ်သာရအချုပ်ပရမတ္ထတရားကိုပေါ်လွင်အောင်ဟောထားတာဖြစ်ပါပရမတ္ထဆိုတာအတွင်းထဲကအနှစ်သာရပါအလုံးလောကမှာလူတွေနေ့စဉ်လှုပ်ရှားသွားလာပြောဆိုလောက်ကင်နေတာက အပေါ်ယံလေးတွေကိုကြည့်ပြီးတော့ပြောပြီးသွားလာလောက်ကင်လှောက်ရှားနေကြတာပါအပေါ်ယံမှာအမြည်ပြညတ်ကလေးတွေတင်ပြီးတော့ ဟာတဦးနဲ့တဦးဆက်သွယ်ပြီးတော့လောက်ကင်လှုပ်ရှားနေတာအတွင်အနှစ်ကိုတတိပြုမိတာအလွန်နဲတယ်အဲ့ဒီအတွင်အနှစ်ဟာပရမတ္ထလို့ခေါ်တယ်အဲ့ဒီပရမတ္ထတရားကိုစိုက်ထိအောင်မြတ်စွာဘုရားသခင်ကိုရမြဟောတာဖြစ်လို့အဘိဓမ္မာတရားကိုပရမတ္ထဒေသနာလို့စာပေကျမ်းကမှဒီလိုဆိုတာပါဒါရမကဘူးအဘိဓမ္မာတရားတော်ဆိုတာဟာတဲ့ တတ္တဝါတွေကိုဆုံးမတဲ့သာသနာလို့ခေါ်တဲ့အဆုံးမတရားတစ်မျိုးလည်းဖြစ်တယ်။ဝီနီးဆိုတဲ့တရားတော်ကတတ္တဝါတွေကျူးလွန်ခဲ့တဲ့အပြစ်တစ်ခုသို့မဟုတ်တန်ဃာတွေကျူးလွန်ခဲ့တဲ့အပြစ်နဲ့ပတ်သက်ပြီးတော့ထိုအပြစ်အားလျော်စွာသွန်သင်ဆုံးမတာ။ဒါကြောင့်မို့ဝိနည်းယကိုလည်းသာသနာလို့ခေါ်တယ်။တုတ်တန်ကြတော့ အကျင့်စရိုက်အားလျော်စွာအကျင့်စရိုက်ကိုကြည့်ပြီးတော့ဆုံးမဩဝါဒပေးတာသူ့ရဲ့စိတ်နေစိတ်ထားအလေးအလောဝါသနာဓာတွေကိုရှုပြီးတော့မြတ်စွာဘုရားဆုံးမဩဝါဒပေးတာခုအဘိဓမ္မာကျတော့အဲ့ဒါမျိုးမဟုတ်ဘူးတဲ့တဘာဝဖြစ်စဉ်ကြီးကိုကြည့်ပြီးတော့ဆုံးမတာဖြစ်လို့ဒါကကုသိုလ်တရားဒါကအကုသိုလ်တရားကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ် အကုသိုလ်ဆိုတာအဖြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးတွေကို ဖြစ်စေတယ်လို့ပုဂ္ဂိုလ်နဲ့မဆက်ဖဲနဲ့တဘာဝတရားတက်တက်နဲ့တဘာဝတရားကိုရှေ့တန်းတင်ဟောပြောခြင်းဖြင့်ဆုံးမဩဝါဒပေးတဲ့တရားမျိုးဖြစ်သောကြောင့်ယထာဓမ္မသာသနာလို့ဒီလိုဆိုတာပါဒါရမကသေးဘူးအဘိဓမ္မာတရားတော်ဆိုတာဟာနာမရူပပြိစေတာကထာတဲ့အဘိဓမ္မာတရားတော်မှာအလေးနဲ့ထားပြီးတော့ရှင်းလင်းဟောကြားနေတာတော့ လူတွေရဲ့တဏ္ဍမှာတတ္တဝါအလုံးရဲ့တဏ္ဍမှာဖြစ်ပေါ်နေတဲ့စိတ်တရားနဲ့ယုတ်တရားသို့မဟုတ်နံတရားနဲ့ယုတ်တရားဒီနှစ်ပါးကိုပြည့်ပြည့်စုံစုံအကုန်အစင်တစ်ခုမှမကြံရအောင်ခွဲခြားစိတ်ပြပြီးတော့ဟောကြားတာယုတ်တရားနံတရားတွေကိုအသေးစိတ်ခွဲခြားဟောကြားတဲ့ဒေသနာတော်မျိုးကထာမျိုးဖြစ်သောကြောင့်နာမရူပပြိစေတာကထာလို့ ဒီလိုဗိဓမ္မာဒေသနာတော်ရဲ့ထူးခြားတဲ့ဝိသေသတွေဒီဗိဓမ္မာဒေသနာတော်ကြီးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာခொနဝါမြောက်တဲ့အချိန်မှာတာဝရိန္ဒာနတ်ပြည်ကိုတက်တာဝရိန္ဒာနတ်ပြည်ကိုရွေးချယ်ရခြင်းကဒီဗိဓမ္မာဒေသနာတော်ကြီးဟောပြဖို့ဟာအချိန်ကရက်ပေါင်း90 3လတာမှ3လကြာအောင်ဟောရမှာဖြစ်တော့ သုံးလကြာအောင်နာယူနိုင်တဲ့ပုံကိုယ်တွေနဲ့ထိုကဲ့သို့ဟောလို့ဖြစ်မဲ့နေရာဒေသမျိုးကိုမြတ်စွာဘုရားကရွေးချယ်တာဝရိန္ဒနတ်ပြည်တာဝရိန္ဒနတ်ပြည်ဆိုတာကလူပြည်မှာအနှစ်တရာမှတာဝရိန္ဒနတ်ပြည်မှာတရက်ပဲရှိသေးတယ်ရက်အနေနဲ့ဆိုလို့ရှင်သူတို့ကလူပြည်ကအမတန်မှတိုးတယ်လူပြည်အနှစ်တရာမှဟိုကတရက်ပဲရှိသေးတယ်ဆိုတော့ ရခင်းကအမတန်မှကွာနေတယ်ဘုရားမြတ်စွာရဲ့တရားတော်ဟာတာဝရိန္ဒာနတ်ပြည်မှာမြတ်စွာဘုရားရပောင်း90သုံးလခေါ်တယ်ဆိုပေမဲ့တာဝရိန္ဒာနတ်ပြည်ကနတ်တွေရဲ့အရေးအတွက်နဲ့ပြောမယ်ဆိုလို့ရှင်မိနစ်ပိုင်းလောက်ပဲရှိမှာပါအဲ့တော့နတ်တွေဆိုတာလဲလူတွေနဲ့ဆိုရင်လူတွေမှာဒုက္ခဒုက္ခတွေကရှိကြတော့လူတွေရဲ့တဏ္ဍာမှာလူတွေဆိုတာဥဋ္ဌာဏဖလူပဇီဝီ အသက်မွေးဝမ်းကြောင်းကိစ္စနဲ့ကိစ္စဝိစ္စတွေကများကြတယ်လောက်ကင်စားရတယ်နတ်တွေဆိုတာကအဲ့လိုလောက်ကင်စားရတာမဟုတ်ဘူးကံကြမ္မာကပေးထားတဲ့သဘာဝသူတို့ကုသိုလ်ကံကဖန်တီးထားတဲ့ရေကံအသင့်ကြာအသင့်ဆိုတာလို့အားလုံးဟာမကြောက်မကြမတောင်းမတမိမိတို့ကံကဖန်တီးပေးထားတဲ့အတိုင်းနတ်တွေဟာအသက်ရှင်တည်နေပြီးတော့နေထိုင်နိုင်ကြတော့ သူတို့ရဲ့ရုပ်ခန္ဓာကိုယ်ကလည်းပဲအမတန်မှကြည်လင်တန်ရှင်းသည့်အတွက်ကြောင့်အတိညာဏ်ကလည်းပဲအမတန်မှဆူးရှားထက်မြက်တယ်။ဆဲဒုက္ခမရှိသည့်အတွက်ကြောင့်ဉာဏ်ကအလွန်ထက်မြက်တယ်။အဲဒီလိုထက်မြက်တဲ့ပုဂ္ဂိုလ်တွေကိုတကယ့်သဘာဝတရားစစ်စစ်သဘာဝအနှစ်ကြီးတက်တဲ့ဟောတော်လည်းပဲထိုပုဂ္ဂိုလ်များဟာနာယူနိုင်တဲ့နာအတိညာဏ်ရှိကြတယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားကကြာရှိစွာနာယူဖို့ရဲ့ ဒိဋ္ဌိတဲ့တရားကိုခံယူနိုင်စွမ်းရှိတဲ့နတ်ပြမရေရွေးချယ်ပြီးတော့တာဝရိဏနတ်ပြမအပိဓမ္မာတရားကိုဟောကြားခဲ့တာဖြစ်ပါတယ်